မင်္ဂလာပါမြန်မာ editorial talk season ကနေပြန်လည်ကြိုဆိုပါရစေ။စစ်ကောင်စီကပြီးခဲ့တဲ့ရက်ပိုင်းမှာအဲနေပြီးတော့မှငင်းချင်းရေး forum ဆိုပြီးတော့ဆွေးနွေးပွဲတစ်ခုလုပ်ခဲ့ပါရစေ။အဲ့ဒီပွဲမှာအဲဒီ NCA ထိုးထားတဲ့အဖွဲ့တွေရောဒီမထိုးထားတဲ့အဖွဲ့တချို့ရောပြီးတော့ဒီစစ်ကောင်စီလုံမဲ့ရွှေကောက်ပွဲမှာပါဝင်မဲ့ပါတီတွေရောအဲအကိုစလဲတွေတက်ရောက်လာတာရှိပါတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ဒီတစ်ပတ်မစ္စမတီတိုရီယယ်တောက်ဆီဇန်မှာဆွေးနွေးသွားဖို့အတွက်ရွေးချယ်ထားပါတယ်ဆိုတော့မင်္ဂလာပါဆရာရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ ဟုတ်ခုနကတော့ဒီပြောတဲ့ဒီအဲစစ်ကောင်စီရဲ့ငြိမ်းချမ်းရေး forum မှာဘယ်ဘယ်သူတွေတက်ရောက်ခဲ့လဲဘယ်ဖွဲ့တွေတက်ရောက်ခဲ့တယ်လဲပြီးတော့ပထမဆုံးအနေနဲ့ပေါ့လေဘာအကြောင်းအရာကိုဆွေးနွေးခဲ့တယ်လဲဆိုတာရင်းဆုံးပြောပြပေးပါအောင်ရှင်စစ်ကောင်စီရဲ့ဗန်ကြိုင်းဝန်ကြီးဌာနကကုတ်ခဲ့တဲ့မြန်မာ narrative think တဲ့နော်ဒီဗန်ကြိုင်းဝန်ကြီးဌာနဝန်ကြီးတိုက်ရိုက်ကင်နေဟာပေါ့လေအဲအဲ့ဒီဖွဲ့ရဲ့အစီအစဉ်နဲ့ဂျွန်လ25ရက်နေ့ကနေ28ရက်နေ့အထိ peace forum 2025ငြိမ်းချမ်းရေးရွေးကောက်ပွဲနဲ့ Federal Senate တို့ပေါင်းစည်းခြင်းမှာ အေဂျန်တာယာဝါပြောသည့်နိုင်ငံသစ်စီတို့လို့နာမည်ပေးထားတဲ့ Foreign ကို နေပြီးတော့မင်္ဂလာသီရိဟိုတယ်မှာကျင်းပခဲ့ပါတယ်။ဒီအဖွဲ့အားပဲကမခရလုပ်ပြီးတော့ပြီးခဲ့တဲ့ March 21ရက်နေ့ကနေ23ရက်နေ့အထိ2025အလွန်ဘဟုဝင်ရိုးကဘာမှာမြန်မာနိုင်ငံကြုံတွေ့ရမယ့်စိန်ခေါ်မှုနဲ့အခွင့်အလမ်းတွေဆိုတဲ့ဆွေးနွေးပွဲအဲ့ဒါကိုမေလ30ရက်နေ့က ငလင်ဘေးအလွန်မြမစီပွားရေးပြန်လဲကုစားရေးနဲ့ပြန်လဲထူထောင်ရေးသုံးသက်ဆွေးနွေးပွဲကိုကျင်းပခဲ့ပါတယ်မြမ narrative တင်တန်းအပွဲဆိုတာပြောရလို့ရှိရင်အဲ့ဒါကပြီးခဲ့တဲ့2022ဗန်ဂျိုင်းဝန်ကြီးဌာနရဲ့ငွေကြေးပံ့ပိုးမှုနဲ့ရန်ကုန်မီဒီယာဂရုကကိုကိုဆက်မှုတက်ကတူကဥက္ကဋ္ဌမင်းအောင်လိုင်ရဲ့အကြံပေးနဲ့ဗဟိုဘဏ်အဖွဲ့ဝင်ဒေါက်တာစောဦးအရင်တော့ကတော့သူကဖြီပမှာ အာအာဖီဘာ exact exact activist လို့မျိုးဟိုနေခဲ့တဲ့လူပေါ့နောက်ဦးသိန်းစိန်ရဲ့ငင်းငင်းအကျိုးဆောင်လောက်ခဲ့တဲ့ဦးကျော်လင်းဦးမြေရောက်ရေကျွမ်းကျင်ပညာရှင်ဒေါက်တာခင်မောင်လွင်သူတို့ကတော့တည်တာနဲပါတယ်နောက်စစ်အရာရှိဟောင်းဒေါက်တာနိုင်ဆွေဦးတင်ငင်းကဖြူပါလေးလာရေးပွဲဆိုပြီးတော့သူကငကိုလောက်ခဲ့တဲ့လူနော်မယောင်လိုက်တဲ့အဲငယ်ရင်းနှီးတဲ့လူတို့တယောက်ပေါ့အဲ့ဒီလူတွေကဒါရိုက်တာအဖွဲ့ဝင်လို့ပါဝင်ထားတယ်အဲ့တော့ဒီဖွဲ့ရဲ့ ကန်လန်ကနောက်ွယ်မှာတော့မင်းအောင်လှိုင်ကကြိုးကင်နေဘာဖြစ်လို့လဲဆိုတော့သူသဘောမတူရင်လှုပ်လို့ရတဲ့အဲအလုံးမှမဟုတ်ဘူးမင်းအောင်လှိုင်ကသူဖန်တီးခဲ့တဲ့အာနာသိမ့်ပြီးတော့ပြည့်ဖြတ်အဲ့ဒီဇက်ရှုပ်ကိုသူအနေအဆားမပြတ်ပဲနဲ့ထွက်နိုင်မှုထွက်ပေါက်ကရွေးကောက်ပွဲတစ်ခုသာပဲရှိတယ်ဆိုတော့ယုံကြည်ထားတော့ဒါကိုပြပြီးတော့ပထဝီနိုင်ငံရေးဆိုင်ရာအကျိုးစီးပွားတွေတွက်ချက်တက်တက်အရင်ပြပနေဘူးနေဘူးခဲ့တဲ့သူတွေနော်စေအုပ်စုနဲ့ အဲသွားပေါင်းနေတဲ့သူတွေဒါပြောရရင်သူတို့ကဒီဒီဒီလောက်ွက်ကိုတင်ပြတာပေါ့မင်းအောင်လိုင်းကိုမလုံးပေးတာတော့အပေကံဖြစ်နေတဲ့စစ်ကောင်စီဘက်ကပြောချင်တဲ့အတန်ကိုပြောလို့ရတယ်ဆိုတာမျိုးသူကနာမည်ကိုမြန်မာ narrative think tank ပြောရရင်တော့မြန်မာ narrative ဉာဏ်ကြီးရှင်လို့ပေးထားပေမဲ့လည်းတကယ်တကယ်ဖြစ်တဲ့အလိုက်ပတ်ဆုံးနာမည်ကစစ်ကောင်စီ narrative think tank ဘာဖြစ်လို့လဲဆိုတော့ဒါစစ်ကောင်စီရဲ့အဲအတန်နော်လူတို့အများ အော်ဂလီဆန်နဲ့အတန်အဲ့ဒါဖြစ်နေတယ်ဒီဖွဲကသူတို့ကိုသူတို့ဆက်ဖန်နင်းသူတို့ကသူတို့ငွေနဲ့သူတို့လဲပတ်တယ်လို့ပြောတယ်ဒါပေမဲ့ဒီလူတွေအကုန်လုံးကစစ်တပ်အတွက် အစင်ဆက်လုပေးနေတဲ့သူတွေအဲ့တော့အခုအာနာသိမီနောက်ပိုင်းမှာစစ်ကောင်စီရဲ့လက်တံတစ်ခုဖြစ်လာတယ်မင်းအောင်လိုင်းကူပါကေပါဖြစ်နေတာကိုအခွင့်ကောင်းယူပြီးတော့မင်းအောင်လိုင်းထိန်းချုပ်မှုဒေတာမှာနိုင်ငံရေးအတန်တွေချဲ့မယ်သူတို့ရဲ့အတန်တွေပေါ့နောက်ပြီးရင်အဲ့ဒီလိုအတန်တွေရှုပ်ထွေးသွားတဲ့အချိန်မှာ ဖြစ်လာတဲ့အခြေအနေကိုမီးစင်ကြီးကမယ်ဆိုတဲ့နိုင်ငံရေးအကွက်ပဲနော်အဲ့လိုအနေပြီးတော့ကျွဲကူးရေပါပေါ့ဗျာငွေထုတ်ဆက် ADM လောက်တာပဲရေကောက်ပွဲဆိုတဲ့စကားလုံးကိုကြိုက်တာဆိုတော့ဘာလို့ပဲဖြစ်ဖြစ်တရုတ် funding ကိုသူတို့ဒီကနေပြီးတော့ channeling လုပ်လို့ရမြန်မာ narrative thinker အဖွဲ့ကကြီးရချက်ကတော့သူကစစ်ကောင်စီကိုနိုင်ငံတကာအခြေဆက်တွေရဖို့နော်ပြည်သူတွေအမြင်ပြောင်းလာဖို့ဒါကြောင့်မလို့ရွေးကောက်ပွဲအမိတက်တုတ်ရိုက်ပြီးတော့ပွဲတွေစီစဉ်လာတာတွေ့ရတယ် ကျွန်တော်တို့ကနောက်ကျောင်းပြန်ကြည့်ရင်မြောက်လန်2020နှစ်အကုန်အထိနိုင်ငံငါတန်ရေးတမန်ရေးနယ်ပယ်မှာအောင်မြင်မှုတုံ့ညအဲ့တော့သူ့ရဲ့နိုင်ငံတိုင်းဝန်ကြီးကိုအပြောင်းလဲလုပ်ပြီးတော့ G2G Government to Government ဆက်ဆံရေးပုံစံတွေလုပ်ခဲ့သလို Track 2လို့ခေါ်တဲ့ဒီအရပက်အဖွဲ့အစည်းတွေအချင်းချင်းချင်းကပ်မှုတွေလည်းသူလှုပ်လာခဲ့တော့ဝန်ကြီးဌာနတွေမှာ Think Tank နေကိုနာမည်အမျိုးမျိုးနဲ့ဖွဲ့ထားတယ်။တဘောကတော့ထိုးဖောက်ရေးဖြူပါနိုင်ငံတကာကိုထိုးဖောက်ရေးဖြူပါ ူ့ရဲ့မဟာဗျူဟာကိုကယ်မှုအောက်မှာထောက်လိုင်းဟောင်းနေရဲ့ Paragon Institute ဆိုတာရှိသေးတယ်အခုမြန်မာ narrative think tank ဒါပြောရလို့ရှိရင်ဒါတွေကအဆွဲပွားတွေဖြစ်လာမြန်မာ narrative think tank ကပြီးခဲ့တဲ့ပွဲမှာသမရရှိချင်းပင်အားထားရတဲ့ရှန်ဟိုင်းက think tank က Mr. ကျောက်ဝေဒီဘောဝင်ကြီးကျောက်ဟောင်း Mr. မရကူမာနဲ့ထိုင်း ဒုတိယနိုင်ငံရေးဝန်ကြီးဟောင်းလို့လူတွေကိုပါရအောင်ဖိတ်နိုင်ခဲ့တာကြည်လိုက်ရင်တော့ဒီလူတွေဟာစစ်ကောင်စီတပ်ကယူနီဖောင်းဝတ်တည်တဲ့စာရင်တော်တယ်ဒီကိစ္စမှာပိုလူတွေလို့ခတ်တုံးတုံးမဟုတ်ဘူးဆိုတာမြင်သာစေတယ်အဲ့တော့အခုဖိုရမ်ကိုနိုင်ငံတကာကတေယုအာရှကြီးရအထူးကိုယ်စားလှယ်တိတ်ရှိကျွင်း UAE တာမတ်နီပေါ်တာမတ်အိန္ဒိယထိုင်းနဲ့ရုရှားတွေပြင်တေယုဩဇာနဲ့မလွတ်ကင်းနဲ့မလွတ်ကင်းနိုင်တဲ့ WTA UWSA SSPP မိုင်းလာเนาะဒီလို EAO တွေလည်းတက်တာတွေ့ရတယ်နိုင်ငံရေးပါတီ line နေရာမှာဒီပင်မနိုင်ငံရေးမှာနေရာမရတဲ့လူပုဂ္ဂိုလ်တွေတနည်းပြောရလို့ရှင်တော့လူတို့ပြစ်ပယ်ကံလူကြိုက်နေတဲ့နိုင်ငံရေးပါတီလေးတွေတက်တာတွေ့ရနာမည်တက်ပြီးတော့ပြောရရင် NLD ကထုတ်ပယ်ခံထားရတဲ့သူတွေဖြစ်တဲ့ဒေါ်စန္နာမင်းတို့ဦးအောင်စိုးတို့ပြည်သူ့ပါတီဦးကိုကိုကြီးတို့ပြီးသုံးလုံးဒေါ်သက်သက်ခိုင်တို့เนาะဒီလိုလူမျိုးတွေအဲဘလို့ပဲပြစ်ပြစ်တက်တဲ့လူတွေပါစုစုပေါင်း220ကျော်တက်တော့တက်တဲ့သူတွေ အေးဒီအစည်းအဝေးရဲ့အရေးချင်းကိုမကြည့်လို့ရှင်အရေးအတွက်တာတက်တက်ကြီးဓာတ်ပုံမှာပြလို့ကောင်းတဲ့လှတဲ့ပွဲပဲသူတို့ဒီဆွေးနွေးပွဲမှာတော့၃ရက်တာဆွေးနွေးမှုအတွင်းမှာတော့ရွေးကောက်ပွဲမကျင်းပခင်နဲ့ကျင်းပပြီးကာလဒီပြည်သူစစ်မှုထမ်းဥပဒေစစ်သားခေါ်ယူမှု6လခန့်ရဆိုင်မှုပရိပခဖြစ်တဲ့ဒေသတွေမှာလူသားစာနာအကူအညီပေးဖို့ငလင်တန်တဲ့ဒေသမှာပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်မှုစတဲ့ဆွေးနွေးချက်120ရှိခဲ့တယ် အဲ့ဒါတွေကိုစစ်ကောင်စီရဲ့ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ NSPNC ကရေဒိုနဲ့ရေရှည်ဦးစားပေးလုပ်ငန်းတွေအဖြစ်ကောင်းတဲ့ပြန်ဖော်နိုင်ဖို့ပြန်ပြီးစစ်စစ်မယ်လို့ပြန်ပြောခဲ့တာရှိတယ်။အခု forum မှာအခု forum မှာပြီးခဲ့တဲ့ဆွေးနွေးမှုနှစ်ခုလုံးမှာတူညီတဲ့အချက်ကစစ်ကောင်စီကြုံနေရတဲ့အချက်တဲကိုထွက်ပေါက်ရှာပေးဖို့ပြီးရင်အိန္ဒိယထိုင်းတရုတ်နီပေါ်တို့လိုနိုင်ငံတွေကိုဖိတ်ပြီးတော့ စစ်ကောင်စီကငြင်းငြင်းကြီးလိုလားတယ်ဆိုတာနဲ့2025အကုန်မှာကျင်းပမဲ့ရွေးကောက်ပွဲဟာတကယ်နိုင်ငံရေးထွက်ပေါက်ဖြစ်တယ်ဆိုတဲ့အချက်တွေကိုအဓိက promotion ဆင်ပေးသွားတာတွေ့ရတယ်။ဒါပေမဲ့ D foreign ကျင်းပပြီးနောက်နှစ်ရက်အကြာမှာပဲစင်လာနိုင်ငံရေးတိုက်ခါကြီးတဲ့ SNLD ရန်တိုင်းနာမည်ဒီမိုကရေစီအဖွဲ့ချုပ်လို့ဟိုပါတီကဘာကြီးညာချက်ထွက်လာတယ်။အာဏာရယုံတက်တက်နဲ့နိုင်ငံရေးမှာပါဝင်ဖို့တိုက်တွန်းတာတိုက်ခါမဲ့လွန်းတယ်နော်။အဲ့ဒါဒါမျိုးအလုပ်မျိုးမလုပ်နိုင်ဘူးဆိုပြီးတော့ ထုတ်ပြန်ခဲ့တာတွေ့။နောက်ဒီ forum ကိုကြော်ညာပေးတဲ့စစ်ကောင်စီရဲ့ line ကိုကြော်ညာပေးတဲ့နိုင်ငံရေးပါတီလေးတွေရဲ့ခေါင်းဆောင်တွေသူတို့တွေကသူတို့ရဲ့ interview တွေကိုလူမှုကွန်ရက်မှာကဲ့ရဲ့ဝေဖန်တာတွေညံ့ညံ့စီသွားတာပါပဲ။နောက်တစ်ခုကအဲ့ဒီဆွေးနွေးပွဲလုပ်နေတဲ့အချိန်ဒီအဲ28ရက်နေ့မှာဒီဟိုဟာတခုထွက်လာတယ်ပေါ့နော်ဒီအကြံပြုချက်တွေအကြံပြုချက်စာဆောင်တခုထွက်လာတယ်အဲ့ဒီထဲမှာဘာပါလဲဆိုတော့ ဒီရေတိုဆောင်ရွက်ချက်တွေပြီးတော့ဒီရေရှူရေရှည်ဆောင်ရွက်ချက်တွေပါတာပေါ့နော်အဲ့ဒီအထဲမှာဆိုလို့ရှင်ဒီရေတိုဆောင်ရွက်ချက်ထဲမှာဆိုရင်ပထမဆုံးအချက်မှာပါတာအပြည့်ရက်ကိုချက်ချင်းဆောင်ရွက်တဲ့နယ်ဆိုပြီးပြောထားတာလည်းရှိတယ်ပေါ့နော်ပြီးတော့တခြားအချက်တွေလည်းပါပါတယ်ဆိုတော့ဒီအချက်တွေကရောဟိုလက်တွေ့ကြကြပေါ့လေအကောင့်ထဲပေါ်နိုင်ပါမလားရှင်ဒီ forum မှာထုတ်လိုက်တဲ့အချက်တွေကိုသဘောတူညီတယ်ဆိုတဲ့အထဲမှာ လူတို့ထောက်ခံမှုအကောင်းကောင်းရှိတဲ့ နိုင်ငံရေးပါတီဘယ်နိုင်ငံရေးပါတီမှမပါဘူးဘယ်နိုင်ငံအင်အားစုမှမပါဘူးနောက်ပြီးတော့စစ်ကောင်စီနဲ့ဒေါလမောင်ထောင်တိုက်နေတဲ့တိုင်းသားတော်လှန်ရေးအီအိုတွေမပါဘူးနောက်အမျိုးသားညီညွတ်ရေးဆိုရနဲ့ PDF တွေလိုအဖွဲ့အစည်းတွေမပါဘူးပြောရရင်တော့ဒီမဲမှာသဘောတူတယ်ဆိုတာငကိုတဲ့ဝက်စစ်ကောင်စီနဲ့ဘက်တူလေးတန်းတူနော်ပြောရရင်ဒီပွဲကအဲ့ဒီလိုမျိုးစစ်ကောင်စီရဲ့ဘက်ကလေးတန်းတူတွေအကုန်လုံးထုတ်ရှိုးလိုက်တဲ့ဟာပဲအဲ့တော့ all inclusive မဖြစ်တဲ့ ဒီလိုအစည်းအဝေးသက်ဆိုင်ရာအစုအဖွဲ့တွေအကုန်လုံးမဖိတ်နိုင်တဲ့ဒီလို forum မျိုးမှာရလကဘလို့လို့အောင်မြင်နိုင်စရာရှိမှာစင်သွားရင်လမ်းဖြစ်တယ်ဆိုမဲ့သွားတာကစင်မဟုတ်ပဲစိတ်ဖြစ်နေတော့လမ်းမဖြစ်တာပေါ့နောက်အပြစ်ခတ်ရယ်ဆယ်ရေးလုံနိုင်ဖို့မပြောနဲ့လေချောင်းတိုက်ခိုက်မှုတော့ရဆဲအောင်လုံနိုင်မဲ့လူတွေမဟုတ် forum ကျင်းပနေတဲ့တစ်ချိန်နဲ့ဒီဂျွန်လာ25နှစ်29နှစ်အထိဂျားထဲမှာစစ်ကောင်စီကလေချောင်းတိုက်ခိုက်မှုကြည့် ကရင်ညီဒေသမော်ချီတပ်ထုတွင် DNL ထိန်းချုပ်ထားတဲ့မိုးကိုမျိုးနဲ့ကြောင်မဲတနင်္သာရီတိုင်းတနင်္သာရီမျိုးနဲ့ရှမ်းပြည်မြောက်ပိုင်းကနောင်ချိုအညာကဆလင်းကြီးဒီတိတ်ကိုင်းကြီးရတယ်ဒါတွေအကုန်လုံးလေကြောင်းတွေတဒဇက်ပုံကျဲတယ်အဲ့တော့လူတွေအစုလိုက်အပြုံလိုက်ဒေတာတွေဖြစ်တယ်မန္တလေးမှာမန္တလေးတိုင်းမှာဆိုရင်ညောင်ဦးနဲ့မကွေးတိုင်းမှာစေတုဒရာတွေစစ်ကြောင်းထိုးပြီးတော့တွေ့သမျှအရသားတွေကိုတတ်ဖြတ်တာမင်းငွန်းဆရာတော်ရှိတဲ့မင်းငွန်းရွာဟိုရွာလုံးကျွတ်မီ မိရှုဖြက်စည်းတာတွေလုပ်နေခဲ့။နောက်စစ်ကောင်စီရောမြောက်ပိုင်းညီနောင်သုံးဘွဲ့လို့ဤရာဝတွေကငလင်ကြောင့်အပြစ်ရတယ်လို့ထုတ်ပြန်ခဲ့ပေမဲ့တကယ်လက်တွေ့မှာတိုက်ပွဲတွေကရပ်မသွားဘူး။အဲ့ဒီတော့ဒီထုတ်ပြန်ချက်တွေဆိုတာကပင်သာသုံးဆက်ကူအဆင့်ပဲရှိတယ်။လက်တွေ့သိရောက်မှုနည်းတယ်။ဘာနဲ့တူလဲဆိုတော့အခုဖြစ်နေတဲ့ပုံကတီဘောမင်းခေနန်းတွင်းမှာကာပွဲရှင်တွေကျင်းပပြီးတော့နန်းတွင်းမှာအဆုလိုက်ပြုံလိုက်တတ်တဲ့အခင်းချင်းမျိုး เนาะဒီတက်တော့ပို့ဆိုးတယ်လို့တော့ပြောရမှာ။ Now စစ်တပ်အစည်းအဝေးတွေမှာမင်းအောင်လှိုင်ကဘာပြောလဲဆိုတော့ရွေးကောက်ပွဲကျင်းပဖို့ဆုံးရှုံးထားတဲ့မျိုးနယ်တွေတည်းကအ ਨੇ ဆုံးမျိုးမျိုးပေါ်တွေကိုတော့ပြန်ရခြင်းတယ်လို့เนาะဒါသူ့ရဲ့ကစားတာမှုတွေစစ်တိုင်းမှုတွေကိုပြောထားတယ်ညွှန်ကြားထားတယ်။ဒီတော့မိုးကုတ်လို့နောင်ချိုလို့ကြောင်မဲကြောင်မဲမျိုးတွေလို့ချင်းဘက်ကမျိုးတွေလို့စကိုင်းတိုင်းနဲ့မန္တလေးတိုင်းဘက်ကမျိုးတွေလို့ဒီမျိုးတွေက လေရင်နဲ့ဘုံကျဲတာတွေဆက်ပြီးတော့မြင်တွေ့နေရဖို့ရှိတယ်။ညမစစ်တက်ကသဘောတဘာဝကသူကတမိုင်းမှာကြည်ရာဒီဘောစကလုံးတွေတုံးเนาะအခု Federal Sickness ဆိုတော့ Federal ကိုကိုပိုင်အုပ်ချုပ်권ဒါတွေပြောတကယ်တကယ်အဲ့ဒီဟာတွေကသူတို့နဲ့မဖြစ်နိုင်ဘူးဒါတွေကအိမ်မက်ပဲဆိုတဲ့ဟာတိထားတဲ့ဤဤရာဝူတွေအတွက်ကသူတို့အလုပ်သူတို့ဆက်လုပ်နေမှာဘာဖြစ်လို့လဲဆိုတော့ဗမာစစ်တပ်နဲ့ဒါတွေကမျှော်လင့်လို့မရဘူး Federal ဖြစ်ရင် ဒီစစ်တပ်ကနိုင်ငံရေးမှာဝင်ချေလဲလို့မရတော့ဘူးနိုင်ငံရေးမှာဝင်ချေလဲပြီးတော့လူပါကွာဝါခွင့်မရှိတော့အဲ့တော့ဒီစစ်တပ်ကပေးမယ်ဆိုတဲ့ Federal ကိုမျောနေတာကဒါစင်အဝါအာခွေးမျောတယ်လို့ပဲဖြစ်အဲ့လိုဒီမဲ့သဘောထားကလည်းနိုင်ငံရေးသဘောထားတွေမရှိတာလားစစ်ဒီစစ်ကောင်စီတပ်ရဲ့ capacity ရောစစ်ကောင်စီရဲ့ capacity ကြီးရင်သူတို့လက်တွေ့အုပ်ချုပ်တဲ့စွမ်းကြီးကိုကြီးလာအောင်အခုဆိုငလင်လှုပ်ပြီးတာ၃လကျော် တကယ်နေပြီးတော့လို့သူ့ထိုင်ခုံနေရာမှာတော့ပြိုနေတဲ့အဆောက်အဦတွေအကုန်မရှင်းနေနိုင်လေပြန်ဆောက်ဖို့မပြောဘူးအခုတည်းကိုယာယီတဲတွေနဲ့ရုံတက်နေရတဲ့ဝန်ထမ်းတွေရှိနေသေးတယ်နေထိုင်ရေးအဆင်မပြေတော့အလုပ်ထွက်တဲ့ဝန်ထမ်းတွေကလည်းအထွက်အဲ့လိုမျိုးဖြစ်နေသေးတာဘာမှမျှော်လင့်မလို့ နောက်တစ်ခုကဒီအဲ့ဒီဆွေးနွေးပွဲကနေပြောရတဲ့ဒီသဘောတူညီချက်ထဲမှာဗောလေဒီအဲ JMC နဲ့ UPDJC ဆိုတဲ့အဖွဲ့တွေကိုပြန်ပြီးတော့အသက်သွင်းမယ်လို့လည်းပြောထားတာတွေ့ရတယ်ဗောနော်ဆိုတော့ဒီအဖွဲ့တွေကဘယ်လိုမျိုးအဖွဲ့ဘယ်လိုအဖွဲ့မျိုးလဲပြီးတော့ဘာကြောင့်ဒီလိုမျိုးပြန်ပြီးတော့အသက်သွင်းဖို့စူးစမ်းနေရလဲရှင်ဒီမြန်မာ narrative think tank ကိုတကယ် run နေတဲ့လူတွေဥကူကိုတို့ဘာလို့ဆိုတာတော့ပြောရရင်တော့ဟိုပြရုပ်တွေပဲအဲ့ဒီမှာတကယ် run နေတဲ့အဲလူပုဂ္ဂိုလ်တွေရဲ့အရင်အဖွဲ့ကြီးတွေက ပြည်ထောင်စုငြိမ်းချမ်းမှုဆွေးနွေးကော်မတီ UPDJC လို့ဟာမျိုးနောက်ပြကတ်တိုက်ခိုက်မှုရစေးဆိုင်ရာပူရဲဆောင်ကြည့်ရေးကော်မတီ GMC လို့ဟာမျိုးအဲ့တော့သူတို့အနေနဲ့ကဒါရီကိုအသက်သွင်းမှလောက်ွက်ပေါ်မှာစစ်မှန်တဲ့ငြိမ်းချမ်းရေးတွေမရနိုင်ဘူးဆိုတာသူတို့လည်းကောင်းကောင်းသိတယ်နော်ဒါပေမဲ့ငြိမ်းချမ်းရေးတွေဘာတွေကနောက်မှထားလောလောဆယ်အလုပ်ရှိရင်ငွေစည်းစင်းလာမှာအဲ့တော့ဒီဟာကပြန်လဲပတ်နေဖို့အရေးကြီးတယ်အဲ့တော့ဒါကိုပြန်လဲပတ်အောင်စူးစမ်းတာဘာမှမဆန်းဘူးအခုအဖြစ်က MCA အောက်မှာ ငင်းငင်းဖော်ဆောင်မှုရန်ရားတွေပေါ်တာမှာ NCA တွေကပျော်ပြောင်းတယ်လို့ NCA လက်မှတ်ထိုးတဲ့တဲမှာပျော်ပြောင်းတယ်လို့ဝေဖန်ခံရတဲ့ RCSS တောင်ဒီပွဲမှာအတန်တိတ်နေ။နောက် KNU တို့ ABS ABS ရဲ့တို့ဆိုတာတိုက်ပွဲဝင်နေကြ။ပြောရရင်ဗမာဘက်လည်းမျောလင်းလို့မရဘူး။တိုင်းသားဘက်လည်းမျောလင်းလို့မရဘူး။ဖြစ်တော့ဖြစ်တာပေါ့သူ့ရဲ့အဆုအုံနေနဲ့တကယ်ဟန်ပြလေးပဲ။တကယ် legitimacy ဆိုတဲ့ပြောင်းနေပြီဘာမှမလား။ဒါတော့ဒီ UPDJC ကိုကြည့်ရင် UPDJC ဆိုတာအစိုးရလွတ်တော် စစ်တပ်ဒီ၃ခုပါတဲ့နိုင်ငံရေးစုဖွဲ့နောက်အပြည့်ရက်လက်မှတ်ထိုးထားတဲ့ EO တွေစုဖွဲ့နိုင်ငံရေးပါတီအစုဖွဲ့ဆိုပြီးတော့၃ခုရှိတယ်။အာနာသိမ့်ပြီးခဲ့တဲ့ဟာ UPDJC ဆိုတာရပ်သွားတယ်နော်2020နှစ်ကြာမှာနည်းနည်းလေးပြန်ပြီးလှုပ်လာဒါပေမဲ့အဲ့ဒီအဖွဲ့ကိုကြည့်ရင်သူကရွေးကောက်ခံအစိုးရလည်းမရှိဘူးလွတ်တော်လည်းမရှိဘူးအဲ့တော့သူ့ရဲ့ဖွဲ့စည်းပုံအရာပဲ legitimacy မရှိတော့ဒါမင်းအောင်လှိုင်ကတော့ဒါစုပ်အတင်းကြွက်ကိုဆင်လို့ ပြီးတော့ပြောနေတာဗောလေနောက် GMC ဆိုတဲ့ဟာ NCA လက်မှတ်ထိုးပြီးသားတဲ့အဖွဲ့တွေပြစ်ခတ်တိုက်ခိုက်မှုရဆက်ဖို့အတွက်စီမင်းစည်းကမ်းတွေထိန်းသိမ်းလိုက်နာဖို့စောင့်ကြည့်ပြီးတော့ငင်းငိုင်းလုပ်ငန်းစဉ်တွေကိုအထောက်ပံ့ဖြစ်စေဖို့ဖွဲ့စည်းထားတာစာရွက်ပေါ်မှာတော့တိတ်ဖတ်လို့ကောင်းတယ်ကြားလို့ကောင်းတယ်ဟာဒီအဖွဲ့ကိုသူကပြည်တော်စုအဆင့် GMC U တိုင်းဒေသပြည်နယ်အဆင့် GMC S ဒေသအဆင့် GMCL ဆိုပြီးတော့အစင့်စင့်ဖွဲ့တာပဲမယ်အရင်တည်းကဟိုကသူကတနိုင်ငံလုံး လွှမ်းခြုံနိုင်တာမျိုးမဟုတ်ပြည်နယ်အဆင့်ဆိုလည်းတနင်္သာရီတိုင်းရှမ်းပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းအဲ့ဒီတို့ဒေသမျိုးတွေမှာပဲဖွဲ့စည်းနိုင်ဒေသအဆင့်ဆိုရင်လင်းခင်းနဲ့ဖပွန်ဒါအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာပို့ဆိုးသွားတာပေါ့ GMC ရော UPDJC ရောအာနာမသိမ့်နေရတော့မှမေမေရရအလုတ်ဖြစ်ခဲ့တာမျိုးမဟုတ်တဲ့အတွက်အာနာသိမ့်ပြီးနောက်ပိုင်းဒါအခွန်ကြီးတက်တက်ကြလူရပိုကြီးရပြရဥဆောင်ပြီးတော့ တခါတလေဆွေးနွေးပွဲတွေလောက်တာလွဲရင်ဘာရလက်မှလည်းထွက်လာတာမရှိဘူးဆွေးနွေးပွဲရလည်းအဖြစ်မင်းအွန်လိုင်းငယ်မဟာဗျူဟာတော့ဒီရွေးကောက်ပွဲလုပ်ဖို့ဆုံးဖြတ်ချက်ချပြီးတဲ့နောက်ပိုင်းမှာ तू ထုတ်သုံးလို့ရနိုင်သမျှအတန်တွေအကုန်ထုတ်ဟိုစုပုံဟိုထုတ်သုံးတဲ့သဘောပဲအခုကြည့်ဒါငိမ့်ငိမ့်ရင်း NCA JMC UBDJC နိုင်ငံပါတီစသဖြင့် तू အတုံးတဲ့မယ်ထင်တဲ့လူတွေအကုန်လုံးအတုံးချတာနော်နောက် ဒါမှအဓိမမီဒီယာကိုဟိုမီဒီယာကနေပြီးတော့အော်လွှင့်တဲ့ပုံစံမျိုးပေါ့မီဒီယာအရေးချုံပြီးတော့သူအတန်ထုတ်တဲ့နေရာမှာသုံးတာပေါ့လာ one news 11ရန်ကုန်မီဒီယာဒါတွေပေါ့ပြောရရင်တော့ဒီဟာတွေအကုန်လုံးနဲ့ဝါဒဖြန့်ပြီးတော့လက်ကုံလှုပ်လှုပ်ပြီးတော့စူးစမ်းကြတာပါပဲစစ်ကောင်စီကတော့ဒီ ဝါရဖြန့်တာရောပြီးတော့ဒီအညာအယောင်ပြငင်းချင်းရင်ဆွေးနွေးတာရောဒီအပေါ်ရင်အပြစ်ရတာတွေပေါ့နော်ဆက်သဖြင့်သူလုံနိုင်တာမှန်သမျှသူလုံနေတာတွေ့ရတယ်ပေါ့လေဆိုတော့အဲ့ဒီအထက်မှာဒီလက်ရှိဒီစက်ကောင်စီတွားနေတဲ့ဒီငင်းချင်းရင်ဆွေးနွေးမှုဒီတွေကပေါ့လေပြောင်းလဲအတွက်ဘယ်လောက်ထိဟိုအကျိုးရှိနိုင်မလဲပြောင်းလဲဖြစ်လာနိုင်မလားဆိုတော့ဒီနိုင်ငံတကာကရောဒီဟိုဟာကိုဘလို့မှတ်ချက်ပေးတာမျိုးတွေ့ရလဲရှင်ဒီတိသာသာပြောင်းလဲမှုရမယ်လို့မထင်ပါဘူးအဲ့နငကိုတဲကပါတဲ့လူတွေပေါ့ဗျာ အခုချော်လဲရောထိုင်နေဟာမရှိဘူးနိုင်ငံတွေကဒီအခြေအနေနဲ့အရင်အဦးတန်းရွှေလက်ထက်2010မတိုင်ခင်အခြေအနေနဲ့ကလုံးလုံးကွဲသွားပြီအဖြစ်အချောင်းတစ်ခုကမင်းအွန်လိုင်းလက်မှာသွေးစွန်းယုံနဲ့မကဘူးတကောလုံးသွေးတွေပြကြံကုန်တဲ့အနေထားအဲ့ဒါကိုလူတို့မှတ်ညံနေရနေပျောက်ပြောက်ဘလို့သွားလုပ်လို့ရပွဲကိုတက်လာတဲ့နိုင်ငံတကာကလူတွေက လက်ရှိမြန်မာရေးမှာငြိမ်းချမ်းရေးနဲ့လုံခြုံရအရေးကြီးတာမလို့တည်ငြိမ်မှုရနိုင်မဲ့အခြေအနေကိုအမြန်ဆုံးရရှိဖို့လိုတာအဲ့ဒါကြောင့်မလို့အပြစ်ခတ်ရဆဲဖို့နဲ့ရွေးကောက်ပွဲကနိုင်ငံရေးထွက်ပေါက်ဆိုတာမျိုးမှတ်ချက်ပေးကြတာရှိတယ်။အိန္ဒိယကသူကအိန္ဒိယရဲ့အတွေ့အကြုံကိုအခြေခံပြီးတော့မတူကွဲပြားမှုတွေအများကြီးရှိနေတဲ့လူမျိုးတွေကြားမှာအတူရှင်တွဲနေထိုင်မှု Federal စနစ်နဲ့ပတ်သက်ပြီးတော့အကြံပေးကြတာရှိတယ်။ဟာတာဖြစ်เสียဟာတာဖြစ်တာကဒီ နိုင်ငံငါတတိပညာရှင်ဆိုတဲ့ထဲမှာမြန်မာနိုင်ငံကြီးကိုဘလောက်တောင်မနှိစပ်ဘူးလဲဆိုရင်သူတို့ပြောတဲ့ထဲမှာနိုင်ငံငါအဖွဲ့တွေအစိုးရကိုဒီလို foreign တွေတဆင့်တင့်လျော်တဲ့အကြံတွေပေးနိုင်မှုနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့မိန့်ခွန်းမှာပါတဲ့မူဝါဒတွေတိုင်းအကောင့်တွေပေါ်ဖို့အရေးကြီးပဲဆိုတာမျိုးအဲ့ဒါမျိုးမှန်တန်ရန်တန်နဲ့ပြောတာတွေတွေ့ရစစ်ကောင်စီကတော့ဒီ foreign လုတဲ့သူ့ရဲ့ရည်ရွယ်ချက်၄ခုထောက်ပြအဲ့ဒီရည်ရွယ်ချက်တွေထဲမှာငြိမ်းချမ်းရေးဆွေးနွေးပွဲများမြင့်တင်နိုင်ရန် နိုင်ငံကပူပေါင်းဆောင်ရွက်မှုမြင့်တင်နိုင်ရန်ဆိုတာကြောင့်ဒီအမေရိကန်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကရွေးကောက်ပွဲမကျင်းပခင်ဒီကာလထဲမှာဒီလိုလူဒီလိုအမျိုးအစားတွေနဲ့တလတစ်ချိန်လောက်ကျင်းပနေတာမျိုးမြင်တွေ့ရဖို့ရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်အမြင်တော့ကင်းစားဝေဒနာတွေကိုထူးခန့်ချော်နဲ့ကုနေတဲ့အဖြစ်မျိုးလိုပဲမြင်ပါတယ် သူစစ်ကောင်စီကတော့ဒီသူတက်နိုင်တယ်နေလန်းကနေပြီးတော့ဖက်ဖက်ကနေသူလုံနိုင်မှာလုံနိုင်တမညာသူလုံမှာပေါ့လေဆိုတော့ဆရာဒီတပတ်ဆွေးနွေးမှုကိုဒီမှာပဲရနာလိုက်ရအောင်ပါပါဝင်ဆွေးနွေးပြည့်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင် လူ့ကောင်မီဒီယာရဲ့ဆက်လက်ရည်တည်ခံမှုပြည်သက်တွေရဲ့ထောက်ပံ့မှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ပြည့်စုံပြီးကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။